င်္ဂလာပါရှင်။ပပီယွန်ရေးသားထားသောဈေးကွက်ချောင်းတရားပေါ်ကအဝါရောင်ဝတ်ဝင်ရုပ်အကျိုးအပေလေးဆိုတဲ့စာအုပ်လေးရဲ့နောက်ဆုံးအပိုင်းလေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးပါရစေရှင်။ aftermath သို့မဟုတ်ပြပုံမြင်တွင်ကျွန်တော်ဟာဇော်ဟိတ်မဟုတ်ခဲ့ဘူးကျွန်တော်ဟာရှောင်းဒီလွန်မဟုတ်ခဲ့ဘူးကျွန်တော်ဟာဒီနေ့မှာတောက်เสียဝိုင်းတကားလန်ရှိနေသေးရင်နတ်ဖြန်ဆိုတာမတွေးသေးတဲ့အင်ဂျီယာမဲ့လူစုဂျော်နီပုံပုံဒါမှမဟုတ်ဥရောပတိုက်တခွင်လှဲ့လေနေတဲ့ဂျစ်စီစက်ကအဖွဲတခုကဂျိုကာယုတ်မျက်နှာဖုံးတဲ့ ဓာပေါက်သမားညနေဖုံးအောင်မှာငုံမဲမဲမျက်နာနဲ့အတူချုပ်ရရင် ကျွန်တော်ဟာဘာမှမဟုတ်ခဲ့ဘူးဘသူကမှမလိုချင်တော့တလို့ဘသူကမှလည်းမလိုချင်တော့တဲ့ဘုံတီးနေတဲ့ဝဝင်ရုပ်အကျိုးအပဲလေးမြတာအဲဒီစာသားတွေကို နောက်တစ်ချိန်တယောက်တည်းလေးဟန်နေကဖေးဆိုင်လေးထဲမှာသွားထိုင်ဖြစ်တဲ့အခါခရုမုံတစ်ခုနဲ့ကော်ဖီတစ်ခွက်ရှေ့ချပြီး လက်ထဲကဖက်လက်ဆစာအုပ်လေးရဲ့နောက်ဖုံးအတွင်းဘက်မှာခြာရေးခဲ့ပူတာပေါ့။ဘာကြောင့်များအဲ့ဒါတွေခြာရေးခဲ့မိရလဲ။ကျွန်တော်မမှတ်မိတော့ဘူး။ရေးနေရင်နှကမ်းမှာကြိုက်ထားမိရဲ့တောက်လက်ဆစစ်ကလက်ရဲ့မိခုံငွေတွေကြောင်းလာမသိဘူး။မျက်ရည်နည်းနည်းဝဲမိသေးတယ်။တခါက AJ Cronin ရဲ့ယူရအသစ်ပင်ဝိထုတွေကဘူတာယုံလေးကိုအတူသွားရှာခဲ့ကြဘူးတာကိုအမှတ်ရမိတယ်။စေချောင်းသားမိုရီနဲ့ ဘုရားယုံမှာပေါင်မုံရောင်းနေတဲ့မယ်ရီဆိုတဲ့ကောင်မလေးတွေ့ခဲ့တဲ့နေရာလေးကျွန်တော်တို့ဟာငယ်ဘဝကယူသွခဲ့ဘူးတဲ့ဇာလန်းတွေကိုအဲ့ဒီလိုခြေရာတူတူတွားကောက်တက်ခဲ့ကြဘူးရဲ့မဟုတ်လားခုတော့ကျွန်တော်ဟာဘလိုကံတရားမျိုးနဲ့များလေဟတ်နေကဖေးတဲ့ကိုတယောက်ထဲပြန်ရောက်လာခဲ့ရပြီအတိတ်ကကျွန်တော်ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့ဇာလန်းရဲ့အခင်းဖြစ်ပွားရာနေရာကို တစိမ့်တယောက်အဖြစ်နဲ့ပြန်ရောက်နေခဲ့ရတာလဲတွေးရင်ငိုမဲ့မဲ့နေရဲ့ကျွန်တော်ချရေးမိတဲ့စာသားတွေဟာလဲကျွန်တော်အတွင်းစိတ်ကိုလက်ဟပြတဲ့စကားလုံးတွေဖြစ်မဲ့ထင်တာပဲကျွန်တော်ဟာတဘဝလုံးဘလောက်ပဲဟန်ဆောင်အားတင်းခဲ့ပါစေဆရာကြီးရွှေဦးတောင်ရဲ့ဝတ္ထုတွေကသေးတယ်ဆိုတာဘလို့အရသာလဲညီဆန်းကြည့်ရသေးတာပေါ့လေလို့မထီတရီပြောရင်အကြောက်လန့်မရှိ ရေတွင်းနဲ့ဆင်းသွားခဲ့တဲ့ဇလိုက် ဇော်ဟိတ်မဟုတ်ခဲ့ဘူးကိုကိုကို IRA တပုံအဖွဲ့ကဇန်နဝါရီစံနဲ့တနတ်သမားဘယ်တော့မှမတည်တဲ့ရှောင်းဒီလွန်းလို့ထင်မှတ်မှားခဲ့သမျှမဟုတ်မှန်းတည်ခဲ့ရပြီကျွန်တော်ဟာအင်ဂျီယာမဲ့လူဆိုဂျော်နီပုံပုံမဲ့လေးနေရကိုဥဒီယာမဲ့လွင့်နေတဲ့အရက်မူးနေတဲ့မေဘယ်တရွတ်အနီရောင်လေးဝိုင်းအရက်တခါလမ်းမဲ့ရှိဖို့လိုတယ်မနှက်ပြန်ဆိုတာ မစင်းစားတတ်တော့တဲ့ကောင်ကျွန်တော်ဟာလူတွေတီးရဲ့လက်ခုပ်တန်းတွေအတွက်ပြင်မှတ်တွေကိုစနစ်တကျလွဲချော်ပစ်နေခဲ့တဲ့စက္ကပ်အဖွဲတစ်ခုကဓားပေါက်သမားပဲဂျိုကာမျက်နှာဖုံးတက်ဆင်ပြီးဟန်ဆောင်ထားပေမဲ့မျက်နှာဖုံးအောက်ကမျက်နှာဟာကျွန်တော်အတွင်းစိတ်ပေါ်ပြင်မှတ်တွေကိုလွဲချော်ပစ်ခတ်နေရတဲ့အတွက်ဝမ်းနေနေခဲ့တဲ့ကောင်နောက်ဆုံးကျွန်တော်ဟာဘာကောင်လဲ ကျွန်တော်ကိုယ်တိုင်သိရှိသွားခဲ့ရတယ်။ကျွန်တော်လေးကားနဲ့သားအရွယ်ကလေးဘဝကချံကျဲကြီးရဲ့တောင်းတခုမှာမတော်တဆရှာတွေ့ခဲ့တဲ့တေရွက်ချောက်တွေညီဆွေးတွေတပိုင်းတဆဖုံးလွှမ်းနေတဲ့ပုံတီးနေတဲ့အစွတ်ပြက်ခံအဝါရောင်ဝတ်ဝင်ရုပ်အကျိုးအပေလေးပဲဒါပါပဲမြမလေးဒေါ်နန်းမိမိကြီးမရှိတော့တဲ့အခါကျွန်တော်ဟာဂျိုကာမျက်နှာဖုံးတက်ပြီးဘဝကိုဆက်လက်ရှင်သန်ခဲ့ပါဗျာ စိတ်မတည်ငြိမ်ပေမဲ့ကျောင်းစာကိုအထီမခံပါဘူး။နောက်ထပ်ဘဝမှာထပ်မရှုံးကျင်တော့ဘူးလေ။ကျွန်တော်သာခြေကျော်လက်ကျော်ဖြစ်လို့များဒီကျောင်းကိုဆုံးခန်းမတိုင်ခဲ့ရင်တစ်ချိန်ချင်းသူမပြန်ကြားတဲ့အခါငါအဆက်ကြီးဆက်ပြီးတဘဝလုံးတိမ်ငယ်စိမ့်နေပဲနေထိုင်သွားရလိမ့်မယ်လို့တွေးပြီးကြောက်လန့်စိမ့်နဲ့ကျောင်းစာတွေကိုဖိကြိုးစားခဲ့တယ်။ကိုပိုင်းအချိန်တွေမှာတော့ကျွန်တော်ဟာဇာရိတ်တရုံရွှင်းနေတဲ့လူတစ်ယောက်ပဲ။ ဘဝကိုဖြစ်တယ်လို့နေထိုင်နေခဲ့မိတယ်။ rubber အဆုတ်တွေကိုထဲလဲတက်ဆင်ခဲ့တယ်။ Atlantic သမုဒ္ဒရာရဲ့ပလင်းအလွတ်တွေညှောချခဲ့တယ်။သူ့အနောက်တောင်ထောက်ကောင်းကင်မှာကျယ်အနီလေးပျောက်ဆုံးသွားခဲ့စဉ်ကဝင်ပလွေပါပီ။ Prairie မြခင်းပေါ်ကအထီးကျန်နေတဲ့ဝင်ပလွေတကောင်လိုဆက်လက်ရှင်သန်ရင်းအချိန်ကာလတစ်ခုရောက်လာတဲ့အခါခြေရိုးဖြစ်စဉ်အတိုင်းကျွန်တော် သိပ်ပံပွဲတစ်ခုရပါတယ်။ငွေလေး150နဲ့ဒီနေရာမှာစတင်ဖို့ရောက်လာခဲ့တဲ့ကောင်ကွာလို့လက်ခမောင်းထမခတ်ပါဘူး။ငယ်စဉ်ဘဝကရှုံးနေမှုတစ်ခုအတွက်အယော်ရဖို့35နှစ်တိတိစောင့်ခဲ့ရတာကွ။ခုတော့ရပြီဟေးလို့လဲမကျူးရင်ပါဘူးတက္ကသိုလ်ကသင်အားဘွဲ့ချင်းမြင့်လိုက်သည်ဆိုတဲ့စာရွက်လက်ထဲရောက်လာတော့လဲခုံမယူပါဘူးဒီစာရွက်ကလေးကြောင့ ငါတငယ်ချင်းတယောက်တည်သွားခဲ့ရတဲ့လားဒီစာရွက်ကလေးတဲ့ရေးထည့်ပေးလိုက်တဲ့အစင်သတ်မှတ်ချက်တွေကြောင့်ပဲငါကချစ်ပြီးငါ့ကိုတိတ်ချစ်တဲ့ကောင်မလေးကိုဆုံးရှုံးသွားခဲ့ရတဲ့လားအဲ့ဒီလူတွေတွေးတော်ရင်ဝဲယူတဲ့နေ့မှာမျိုးကလေးတဲ့ဦးတီယာမဲ့လျှောက်သွားနေခဲ့မိတယ်ကဖေးဆိုင်တွေကုံတိုက်တွေခမင်းဆိုင်တွေကျွန်တော်တို့တခါကအ အတူတူခြေရာထက်ခဲ့မှုတဲ့နေရာတွေကိုရှောက်သွားရင်ဆွေးရတယ်။ဆုံးခွာခြင်းမိုးမြူမုံတွေအုံမိုင်းနေတဲ့စတင်ဘာလတစ်ခုမှာ ကျွန်တော်အထုပ်အပိုးပြင်ပါတယ်။နောက်ဖေးကျန်တဲ့ဆင်းပြီးပိုင်ဆိုင်သမျှအိမ်နောက်ပြည်ဘောကတွေအဝတ်ဟောင်းတွေကို အမိုက်ကားလာယူတတ်တဲ့ထောင်ကလေးမှာချထားလိုက်တယ်။ထိတ်လွန်နေတဲ့ဘန်ကက်အစင်းရောင်လေးကိုထုတ်ပြီးခဏငေးကြည့်ပါတယ်။ ဒေါက်တာ NMMG ဆိုတဲ့ဖောင်းကျော်ဆလုံးလေးကိုလက်မနဲ့အသားလေးပုတ်ကြည့်မိတယ်။နာနာကျင်ကျင်တစ်ချက်ပြုံးတယ်။အမိုက်ပုံးအဖုံးကိုဖွင့်တယ်။ကက်ကလေးကိုပြစ်ထည့်လိုက်တယ်။လူတစ်ခုလုံးဆုံးခဲ့ပြီးမှတော့ဒီကက်ကလေးကိုငါမလိုတော့ပါဘူးကွာလို့တွေးရင်းခြာကနေလှည့်ထွက်ခဲ့တယ်။မိနစ်အနည်းငယ်ကြာတော့အိတ်တလုံးနဲ့ဂီတာကိုလွယ်ပိုးထားတဲ့ကျွန်တော်ဟာမြို့လေကောင်ကပက်ကလင်းဖူတာယုံကိုဥတည်ပြီး ခတ်တော့တော့ရှောင်နေပြီ။ဘဝမှာအိတ်ကလေးတစ်လုံးနဲ့ဒီကိုရောက်လာခဲ့ပြီးပြန်ထွက်သွားတော့လေအိတ်ကလေးတစ်လုံးပါပဲလား။အပူအဖျင်းဘွဲလက်မှတ်စက်ကူလေးသာပြန်ပါသွားခဲ့ပါလားလို့တွေးရင်နာနာချင်းချင်းတစ်ချက်ပြုံးမိလိုက်သေးတယ်။ဘုရားယုံကိုမြင်တော့စက်ကနေမျက်နှာလွှဲထမိတယ်။တစုံတစ်ယောက်ကိုအကျဉ်းချင်းလာကြိုခဲ့ဘူးသလိုအကျဉ်းချင်းလိုက်ပို့ခဲ့ဘူးတဲ့မြင်ကွင်းတွေပြန်ပေါ်လာမှာ ကျွန်တော်ကြောက်တယ်။ဘူတာယုံဘေးကအဝေးပြေးကားကိမ်မှာတခါကကျွန်တော်ကိုတဲဆောင်လာခဲ့ဘူးတဲ့ဘတ်စ်ကအစင်းရောင်ကြီးစောင့်နေတယ်။လွန်ခဲ့တဲ့နှစ်အတော်ကြာကြာကဒီမျိုးတဲကိုမျက်စိတငယ်နားတငယ်နဲ့ဝင်လာခဲ့တဲ့ဦးတူတူလူတစ်ယောက်ဟာ ခုခါမှာ တသက်မမေ့နိုင်တော့မဲ့ဒန်းရအနာဒရတချို့ကိုရှင်ဘတ်ထဲထိုးထည့်ထားရင်လာလန်းအတိုင်းထွက်ခွာရတော့မယ်။ဘတ်စ်ကားထွက်ပြီး ကျွန်တော်ဒီနေရာကို နောက်တစ်ခါပြန်လာပြစ်တော့မယ်မထင်ဘူး။ငကြက်ထဲက Simon and Garfunkel ရဲ့ Scarborough Fair တချင်ကိုနားထောင်ရင်းမှန်ပြတင်းပေါက်ကမြင်နေရတဲ့မြင်ကွင်းတွေကဝေဝါးနေတယ်။ Remember me to one who lives there. She once was a true love of mine. အဲဒီဇာသားရိနာအယောက်မှာမျက်လုံးတွေကိုစုံမိတ်ပြလိုက်ခဲ့မိတယ်။နောက်ဆက်တွဲဒေါ်နန်းမေမေကြီးဟာနှစ်အတန်းကြာမှာပင်လယ်ရက်ချားက လူတယောက်ကိုလက်ထပ်သွားခဲ့ကြောင်းကြားသိရတယ်။အဲဒီလူဟာပညာသိမ့်မတက်ပါဘလိုပဲဖြစ်ဖြစ် သူပျော်ရွှင်နေလိမ့်မယ်လို့ကျွန်တော်ရိုးရိုးသားသားယုံကြည်ပါတယ်။အဲဒီတည်င်ကြပြီး လာအနေငယ်အကြမှာ ကျွန်တော်စီ အီးမေးလ်တစ်စောင်ရောက်လာပါတယ်။အရာရာအဆင်ပြေရဲ့လားတဲ့။တချောင်းလေငါရတင်းပေါက်အပြင်ဘက်ကိုငေးနေတယ်လို့ကျွန်တော်စာပြန်ခဲ့မိတယ်။